ပတ်စံပေးလိုက်ရတဲ့တတိပေးစကားများလောအန်းနဲ့ရှာဖွေရရှိတဲ့ပတ်စံဟာအောင်မြင်ပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်စေသလိုစူဆောင်းလိုတိုးတက်လာတဲ့ပတ်စံဟာချွေတာတဲ့တံပိုးကိုပုံမတိတက်စေပါရဲ့စူလန်အဖြစ်ရရှိရဲ့ ပတ်စံဟာပုံမစူးစားဖို့တော့အားဖြစ်ပေါ်စေတယ်လို့အကူညီနဲ့ရတဲ့ပတ်စံဟာရင်ထဲအသေးလေးပုံမတွေးတွေးစေပါရဲ့အလကားနေရင်ရရဲ့ပတ်စံဟာအာချောင်းလို့ရရဲ့စိတ်ကိုအားပေးအားမြောက်ပြုတယ်လို့ထီထိုးလို့ရလိုက်တဲ့ပတ်စံဟာ ထိထိုးရင်ကြံလေကုန်ဆုံးစေတတ်ပါရဲ့လက်ဖွဲလို့ရလိုက်တဲ့ပတ်စံဟာအစာတိုးပြန်လေပေးဆက်ရသလိုအလောင်းကစားလုံနိုင်လိုက်တဲ့ပတ်စံဟာတအိမ်လုံးပြောင်းသွားစေတဲ့နမိတ်ကျိုးလိုက်ခြင်းဖြစ်တယ်ကောင်းလို့ရတဲ့ပတ်စံဟာတုံးရတဲ့စိတ်မဖြောင်း စေတယ်လို့လက်ထောက်တောင်းလို့ရလိုက်တဲ့ပတ်စံဟာအချက်တစ်ခွဲအချိုးနဲ့စေတတ်ပါရဲ့ချေးယူလို့ရလိုက်တဲ့ပတ်စံဟာတနေ့နေ့ပြန်ဆက်ရမှာဖြစ်တယ်လို့လေလေလို့ရလိုက်တဲ့ပတ်စံဟာစိတ်ဒုက္ခမျိုးစုံအမြဲဖြစ်ပုံစီပါရဲ့ခိုးယူလို့ရတဲ့ ပတ်စံဟာရှင်တထိတ်ထိတ်အမြဲဖြစ်စေတယ်လို့လက်စားကိုရှားလိုက်တဲ့ပတ်စံဟာနှောင်းဘဝမှာနွားအဖြစ်အကျွေးဆက်စေပါတယ်။ဘာပဲပြောပြောပတ်စံဟာလက်လာပါတယ်ဘာပါ ကိုချေကိုလန်းနဲ့ရှာပွေလိုက်ရတဲ့ပတ်စံဟာတန်ဖိုးအရှိဆုံးမှာ ရာကြာကောင်းဖြစ်ခဲ့ရင်အမွေကိုမမျော်လင့်တယ်လို့မိမကောင်းဖြစ်တယ်ဆိုရင်ခန်းဝင်ပစ္စည်းမမမောတဲ့မှာလူတိုင်းလူတိုင်းကိုယ်ပိုင်ရှိရဲ့ပတ်စံကိုသာဂုံတူးတန်ဖိုးထားတဲ့တနေ့တထေးသားပါ လူကြီးသားသမီးကိုဂုံဖော်ရတာကိုရှက်ကြောက်တဲ့တနေ့အမွေဆိုင်အမွေခဲ့ ချမ်းရောင်မြေရောင်စက်တနာအားလုံးကိုပြောက်ွယ်သားမှာပါချမ်းသာတဲ့သူတွေရာလဲမျိုးစိတ်တစ်စိတ်ထက်တစ်ဆက်ထက်ပို့ပြီးအစင်ပြေကြမှာပါလူရှိတယ်အလုတ်အားရှိတယ်ထိုးတက်လိုစိတ်ရှိတယ်တစ်ချိန်မဟုတ်တစ်ချိန်တိုးတက်အောင်မြင်ဖို့ မုတ်ချမလွဲပါဒီဗီဒီယိုလေးကိုแชร์သွားလို့ရပါတယ်